နာမည်ကတော့ဒေါ်သင်းသင်းအောင်စောလို့ခေါ်ပါတယ်ဒုက္ခသင်္ကေဓမ္မပူဇော်သူများအဖွဲ့မှာကျမကတော့ကျမ်းမာရေးဗန္နာရေးမှူးဖြစ်ပါတယ်ဒုက္ခသင်္ကေဓမ္မပူဇော်သူများအဖွဲ့နဲ့ကျမတို့သာသနာပြုလုပ်ငန်းတွေလှုပ်လာတာနှစ်နှစ်တိုင်တိုင်ရှိပါပြီကျမတို့အဖွဲ့ဒီနာဇင်လာတိုင်းရွှေဘုံဖျားမှာ23ရက်နေ့ ရောက်တိုင်းဓမ္မဆက်ကြာအာစိတ်ငကံပူဆော့ပါတယ်။တောင်းကလာဖျားမှာဆနေရနေ့ရောက်တိုင်းမှာလည်းဓမ္မဆက်ကြာအာစိတ်ငကံပူဆော့ပါတယ်။ကျမတို့နှစ်စဉ်နှစ်တိုင်းသာသနာပြုလုပ်ငန်းတွေဒီတက်မကတိုးတက်အောင်မြင်ကြီးပွားအောင်သာသနာပြုအဖွဲ့ဝင်တွေအားလုံးနဲ့ထပ်တူထပ်မြဝမ်းသာပီတိဖြစ်ရပါတယ်။ခုနသာသမီကိုလည်းအမျှတမ်းပေးဝေပါတယ်။ကျမတို့ဒုက္ခသင်္ကိဓမ္မပူဇော်သူများအဖွဲ့တွေဒီတက်မက အောင်မြင်မှုအထွတ်ထိပ်ကိုရောက်ပါစေသာသနာတွေပြုနိုင်ကြပါစေ မင်္ဂလာပါကျမကတော့ဒုက္ခသင်္ကြီးဓမ္မများပူဇော်သည့်အဖွဲ့ဝင်ဒေါတင်တီတာဝင်းဖြစ်ပါတယ်ဒုက္ခသင်္ကြီးဓမ္မများပူဇော်သည့်အဖွဲ့ကိုတရက်တလာ2024ရစ၍ကျမတို့ဥဆောင်သူဒေါ်အောင်နှွေရဲ့အစီအစဉ်နဲ့ကျမတို့ဖွဲ့စည်းတည်ထောင်ခဲ့တာအခုဆိုရင်နှစ်နှစ်ပြည့်ခံပြီပါ ဲ့ဒီနှစ်နှစ်ပြည့်ကံဒီအချိန်ကာလသမယမှာကျမတို့ဒုက္ခသိင္ကြီးဓမ္မများပူဇော်သည့်အဖွဲ့ဝင်တွေတလားတစတဲ့တစတဲ့လူကြီးရေပိုများလာသလိုပဲကျမတို့ရဲ့ဒုက္ခသိင္ကြီးရဲ့အလှူအလှူကုသိုလ်စုဘူးကြီးရလည်းပို့ပို့ပြီးတော့ကြီးထွားလာတာကိုအဲကျမတို့လက်ရှိပေါ့နော်ကုသိုလ်စုဘူးကြီးကပို့ပို့ပြီးတော့များပြလာပါတယ်ကျမတို့ကခုနှစ်ရက်သားသမီးကိုညီသူညီဝါဘယ်သူဘယ်ဝါမခွဲခြားပဲနဲ့ကျမတို့ဥဆောင်သူတောင်းအောင်တွေကကိုကြိုးမဖက်ဖဲနဲ့ ကျွန်မတို့ဥဆောင်သူဒေါအောင်နွေဤအစီအစဉ်များဖြင့်ဥဆောင်ဒီအစီအစဉ်များဖြင့်ကျွန်မတို့တွေလစဉ်အစိတ်နှကန်တွေကိုလည်းပြုလုပ်ခဲ့တာလေလက်ရှိဆိုရင် ကျွန်မတို့နှစ်နှစ်ရှိပါပြီဒီလိုပဲကျွန်မတို့တွေအလိုအပ်တဲ့နေရာတွေမှာလိုအပ်သလိုလှူဒန်းမှုများလည်းဆက်အပုံမှန်လှုပ်ဆောင်နေပြီးတော့ကျမတို့တဦးချင်းတယောက်ချင်းစီကလည်းကျမတို့အဖွဲ့ဤဥဆောင်သူဤဒေါအောင်ရဲ့အနောက်မှာပဲကျမတို့က စီးလုံးညီညွတ်စွာနဲ့ပူးပေါင်းပါဝင်ဆောင်ရွက်တာတော့ကျွန်တော်နှစ်နှစ်ပြည့်ခါနေပါပြီဒီလိုပဲကျွန်တော်ရှေ့ဆက်ပြီးတော့သာသနာပြုဖက်သာသနာပြုဖက်ညီကုံမောင်နှမတွေအားလုံးသာသနာပြုဖို့မိတ်ဆွေ သူတော်ကောင်းများလည်းအားလုံးပဲအဲစတဲ့တိုးပွားပြီးတော့လှူတိုင်းနိုင်ပါစေပို့ပြီးတော့လဲကျမ်းမာနိုင်ကြပါစေပို့ပြီးတော့လဲစီးပွားရေးတွေကောင်းမွန်လာကြပါစေထို့တူပဲကျမတို့ခုနှစ်သားသမီးများတတဝါအနန္တအားလုံးစိတ်ချမ်းသာခြင်းကိုဤကျမ်းမာခြင်းနဲ့ပြည့်စုံပါစေလို့ကျမဒုက္ခသင်္ကြန်ဓမ္မများပူဇော်သည့်အဖွဲ့ဝင်ဒေါက်တင်သီလာဝင်းနဲ့အတူဒုက္ခသင်္ကြန်ဓမ္မများပူဇော်သည့်အဖွဲ့ဝင်များအားလုံးကဆုတောင်းမြတ်တာပို့တာပါတယ်ရှင် ျမနာမည်ကတော့မဲဤခင်ကျော်ဖြစ်ပါတယ်။ကျမနာမည်ကတော့ဒသမမပါရှင်။အဲဒီဒုက္ခသင်္ကီဓမ္မများအဖွဲ့ကောင်းဆောင်တော့အောင်နယ်နဲ့ကကျမတို့ကဟိုတိဗုဗုဒ္ဓတက္ကသိုလ်မှာသင်တန်းတူတူတက်ခဲ့ပြီပါတယ်။တက်ခဲ့ပြီးတော့ဒီကဆရာတော်ဒေါက်တာဝိဝေကန္တနာကလည်းအဲ့ဒီအချိန်မှာကျမတို့ရဲ့ဆရာဖြစ်ခဲ့ဘူးရဲ့အဲ့တော့ဆရာတို့တပည့်တူတွေဖြစ်တဲ့အတွက်ကြောင့်မလို့အများရန်အဆက်အသွယ်ရှိတယ် ောက်ပြီးတော့ဒီမှာတရားစခန်းနေဖွင့်လို့ရှင်လဲဒေါ်အောင်နယ်တို့အဖွဲ့အားအမြဲတမ်းဒီမှာလာပြီးတော့တရားစခန်းဝင်နေတရားထိုင်နေပေါ့နော်အဲ့အတွက်ကြောင့်မလို့သူတို့ကဝမ်းမြောက်ဝမ်းသာဖြစ်ပြီးပထမဆုံးဘုံကတင်ကိုဒီမှာကျင်းပကျင်းတယ်လို့ပြောတာနဲ့ကျမတို့ကအမြဲတမ်းဒီဒိတ်တာမှာဝေယဝဆတောင်းဝင်ကိုယူနေတဲ့အတွက်ကြောင့်မလို့ဘာဖြစ်ဝမ်းမြောက်ဝမ်းသာအကူအညီဆောင်ရွက်ပေးတဲ့အချိန်ဖြစ်ပါတယ်အဲဝမ်းသာတာပေါ့ဟိုကိုမသိတဲ့လူတွေရဲ့ပွဲတော်မှာပဲကိုကဝမ်းမြောက်ဝမ်းသာအမြဲတမ်းခုနှစ်သားသမီးကိုကူညီနေတာဘာဖြစ်ဖြစ်ကိုရဲ့ ဒီလိုမျိုးကျေးဇူးလည်းရှိတယ်သူကပထမ်းဆရာမလည်းကိုယ့်ရဲ့ပထမ်းဆရာမလည်းဖြစ်တယ်ဒီလိုမျိုးဆရာမကနေပြီးတော့ဥဆောင်ပြီးတော့ဒီဒီเจ้าကြီးมาလာပြီးတော့ကထင်ကျင့်ပါတယ်ဆိုတော့ဒါအတိုင်းမသိဝမ်းသာပါတယ်မနေ့နဲ့အရင်တော့ကနော်မနေ့အခုဒီကြောင်လို့မလို့ဒီကိစ္စမှာလည်းညီမတို့ကအစတည်းကဝေဟောဆက်လောက်တာဆိုလေမနေ့ရဲ့ဟိုဟိုဆိုဘယ်လိုပုံလဲမနေ့ရဲ့အမှုမှာတော့တရက်တာအားပေါ့ဝန်တာအားရညီမတို့လည်းလောက်ကူးနေတွင်းရတဲ့အတွက်ဝန်တာပါလေ ဟိုကျွန်တော်ကတော့ဟိုဟာချမဝုန်းကြေးရွာမှာနေတိုင်းလဲကုမ္ပဏီပိုင်ဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကတော့ဒီတိတိဘုံဇာဓမ္မရိတ်ငိမ်တရားရိတ်တာကြီးရဲ့ဒါအနီးနားမှာနေတိုင်းတာဖြစ်ပါဖြစ်ပါတယ်ခင်ဗျာဟုတ်ကျွန်တော်ဒီနှစ်စဉ်နှစ်တိုင်းပေါ့နော်ဒီလိုကတိကြီးမှာဒါကျွန်တော်တို့ဒါအမြဲတမ်းပေါ့နော်ဒီရေမီထင်းပေါ့နော်ဟိုတန့်ရှင်းဒီဟိုရိတ်တာရဲ့တန့်ရှင်းအကုန်လုံးပေါ့နော်ဒါတက်နိုင်တော့ပေါ့လူငယ်မောင်ရများနေပြီးတော့ကျွန်တော်ဒီကြေးရွာမှာရှိတဲ့လူငယ်မောင်ရများနေဒါအားဖြစ်ပြီးတော့နှစ်စဉ်နှစ်တိုင်းပေါ့နော်ဒါအကုန်လုံး ပါဝင်အားဖြည့်ပြီးတော့ဒါလောက်လောက်ကန်ဆောင်ရမ်းပေးပါတယ်အခုလိုပေါ့ဒါဒါရန်ကုန်မြို့တော်ကနေပြီးတော့ဒါလာရောက်လူတန်းနဲ့နော်အဖွဲ့စည်းအလူရှင်အတီးတီးကိုလည်းကျေးဇူးအထူးတင်ရှိပါတယ်ကျွန်တော်တို့ဒီကျေးရွာကျွန်တော်တို့ဒီချမဟုံးကျေးရွာနဲ့အနီးနားပတ်ဝန်းကျင်ကျေးရွာများမှာရှိတဲ့နော်ကျေးရွာသူကျေးရွာသားအပေါင်းနော်သူတို့ကနေပြီးတော့ဒါစုပေါင်းပြီးလာရောက်လူတန်းနဲ့အလူရှင်အားလုံးကိုလည်းကျေးဇူးအထူးတင်ပါတယ်ပါပါတယ်